အမေရိကန်သမ္မတထွန်းဤကြားဖြန့်ဝင်လင်ကိုင်းတိုက်ဖြက်ရေးမဟာဗျူဟာနှင့်58ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးမလေးရှားနိုင်ငံကွာလာလပူမြို့မှာအော်တိုဘာလ26ရက်မှ28ရက်နေ့ထိကျင်းပမယ်58ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာအမေရိကန်သမ္မတထွန်းကမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံများမှာအခြေစိုက်လက်ပတ်နေတဲ့ကြားဖြန့်လုပ်ငန်းတွေကိုတိုက်ဖြက်ဖို့အမေရိကန်ရဲ့မဟာဗျူဟာကို အလေးပေးထုတ်ဖော်မယ်လို့ခန့်မှန်းရပါတယ် ကုလသမဂ္ဂမူရင်းစေဝါနဲ့ပြည်မှုဆိုင်ရာယုံ UNODC ရဲ့ထုတ်ပြန်ချက်အရဒီလုပ်ငန်းတွေဟာ American, Japan နဲ့ Tong Korea ကဲ့သို့နိုင်ငံများမှပြည်သူတွေကိုပိတ်မှတ်ထားတာနှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီအမျက်ထုတ်နေပါတယ်။ဒါ့အပြင်အဲ့ဒီလုပ်ငန်းတွေမှာလူကုန်ကူးခြင်းအတင်းကျပ်အလုပ်စေခိုင်းခြင်းနဲ့အကြမ်းဖက်မှုတွေပါဝင်ပါတယ်။အဲ့ဒီငွေလင်ကိုင်းတွေကိုတရုတ်ရာဇဝတ်ကိုင်းတွေကဥဆောင်ပြီးဒေသခံအာဏာပိုင်ဆိုးရများနဲ့ပူးပေါင်းကလဲပတ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စေအုပ်ချုပ်ရေးမတည်ငြိမ်မှုကမ္ဘောဒီးယားရဲ့ကျင်းပြတ်ခြားစားမှုနဲ့ လာအိုရဲ့အုပ်ချုပ်ရေးအားနည်းချက်တွေကိုအခွင့်ကောင်းယူထားတယ်လို့လည်းဖော်ပြထားပါတယ်။အမေရိကန်ရဲ့ငွေလိမ်ကိုင်းဖြတ်သိမ်းရေးဥပဒေချက်2025ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာအမေရိကန်အောက်လွှတ်တော်ကိုတင်သွင်းခဲ့တဲ့နိုင်ငံရဲ့ခြားငွေလိမ်ကိုင်းများဖြတ်သိမ်းရေးဥပဒေချက် Dismantle Foreign Scan Syndicates Bill ဟာအထူးရေးပါလာပါတယ်။အဲဒီဥပဒေချက်ဟာ Federal Agency များပါဝင်တဲ့အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းရန်နဲ့မြန်မာလာအိုနဲ့ကမ္ဘောဒီးယားရှိကြားဖြတ်လုပ်ငန်းတွေကိုဖြတ်သိမ်းရန်မဟာဗျူဟာရေးဆွဲရန်ရည်ရွယ်ပါတယ်။ ဥပဒေကြမ်းရဲ့ပုံမှန်နှစ်မှာဆူမန်နိုင်ငံများကိုအချင်းပြတ်ခြားဆန်းမှုနှင့်ဖိနှိပ်အုပ်ချုပ်မှုရှိသောနိုင်ငံများလို့ဖော်ပြထားပြီးတရုတ်ရာဇဝတ်ကိုင်းများနဲ့အာဏာပိုင်အစိုးရများရဲ့ပူးပေါင်းမှုကိုထောက်ပြပါဗါးပုံမှန်၅မှာတော့မြန်မာစစ်တပ်ကငွေလိမ်လုပ်ငန်းများကိုခွင့်ပြုခြင်းလိလူရှုခြင်းနဲ့အမျက်ထုတ်ခြင်းအတွက်ပအဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးရန်ပါဝင်ပါတယ်မြန်မာနိုင်ငံတွင်မတည်ငြိမ်မှုနဲ့အကြမ်းဖက်မှုများကိုဖြေရှင်းရန်ဟာကြားပြန့်လိမ်လည်မှုလုပ်ငန်းများကန့်သတ်မဲ့လေပတ်မှုကိုရပ်တန့်ရန်အရေးကြီးကြောင်းအလေးပေးဖော်ပြထားပါတယ် ပုံမှန်ခုနှစ်မှာဥပဒေပြဋ္ဌာန်းပြီးရပ်ပေါင်း180အတွင်းတမရဟာနိုင်ငံခြားပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း40ကျော်ကိုပိတ်ဆို့တန်းခတ်ရန်ဆုံးဖြတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။လက်ရှိမှာတော့ဒီအဥပဒေကြမ်းကိုနိုင်ငံခြားရေးနဲ့တရားရေးရာကော်မတီများမှဆွေးနွေးလျက်ရှိပြီး၎င်းအားပြည်စုံစွာပြဋ္ဌာန်းနိုင်ရေးအတွက်တမရထရန့်အုပ်ချုပ်ရေးဖွဲ့ရဲ့ပံ့ပိုးမှုလိုအပ်နေပါတယ်။အာဆီယံတည်သည့်စုရဲ့မှာကြားပြန့်ပြဿနာဟာအထူးကခေါင်းစဉ်တစ်ခုဖြစ်ပေါ်ဝင်လာခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟန်က အယ်ဂျာဇီးရားနဲ့အင်တာဗျူးမှာနေဆက်ပြတ်ကျော်ရာဇဝတ်မှုများအထူးသဖြင့်မြန်မာကမ္ဘောဒီးယားတို့မှကြားပြတ်လုပ်ငန်းများကိုတိုက်ဖြတ်ရမှာအာဆီယံရဲ့အခမ်းကဏ္ဍကိုအလေးပေးပြောကြားခဲ့ပါတယ်။ပူပေါင်းဆောင်ရွက်မှုစီစဉ်သစ်တွေဆွေးနွေးခဲ့ပြီးအလုံးယုံဆွေးနွေးပွဲများကျင်းပဖို့ဆုံးဖြတ်ချက်များထွက်ပေါ်ခဲ့ပါတယ်။ UNODC ရဲ့အဆိုအရအာဆီယံကိုကမ္ဘာလိမ်လည်မှုလုပ်ငန်းများရဲ့ဘိုဟိုချက်မှအဖြစ်သတ်မှတ်ထားခြင်းကြောင့်ဒီထိပ်သီးစည်းဝေးဟာဒေတာဘေးပူပေါင်းတိုက်ဖြတ်ရေးမှာပြူအားရေးဆွဲဖို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ စိန်ခေါ်မှုများလည်းရှိနေပါတယ်။မြန်မာရဲ့စေအုပ်ချုပ်ရေးမတည်ငြိမ်မှုကကြားပြန့်လုပ်ငန်းများကိုလွတ်လပ်စွာလဲပတ်နေစေပြီးအာဆီယံရဲ့မဆွတ်ဖက်ရေးမူဝါဒကဒေသဆိုင်ရာလုံဆောင်ချက်တွေကိုကန့်သတ်ထားပါတယ်။ဒါပြင်မလေးရှားကအမျိုးသားညီညွတ်ရေးဆိုရာ NUG နဲ့စစ်ကောင်စီနှစ်ဖက်စလုံးနဲ့ဆက်ဆံဖို့ကြိုးပမ်းနေပေမဲ့လည်းတရုတ်နဲ့ကမ်ဘောဒီးယားရဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ်မိခွန်းမှုကပူးပေါင်းဆောင်ရွက်မှုကိုခက်ခဲစေပါတယ်။ဒါပေမဲ့လည်းတမရထွန့်ရဲ့ပောင်းဝေမှုက ဒီပြဿနာကိုကမ္ဘာအဆင့်သို့မြှင့်တင်နိုင်မယ်လို့ထောက်ခံသူတွေကဆိုပါတယ်။ဒီထိပ်သီးစည်းဝေးပြီးမှအာဆီယံခေါင်းဆောင်တွေဟာကုလသမဂ္ဂရဲ့စိုက်ဘာရာဇဝတ်ဆန့်ကျင်ရေးသဘောတူညီချက်ကို2025ခုနှစ်ကုန်မှအတည်ပြုဖို့နဲ့ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှာပြူဟာတစ်ခုချမှတ်ရန်ညွှန်လင်းရပါတယ်။အမေရိကန်ရဲ့ဥပဒေချမ်းဟာဒီကြိုးပမ်းမှုကိုအင်အားဖြည့်ပေးနိုင်မယ်လို့ကြွမ်းကျင်သူတွေကယုံကြည်ကြပြီးဒီစည်းဝေးဟာအာဆီယံဒေသမှာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက်အလှည့်အပြောင်းဖြစ်လာနိုင်ပွဲရှိပါတယ်ခင်ဗျာ။